အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရသဆောင်ချန်နယ်မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယာမိုင်းချန်နယ်ကျော်မမလေးရဲ့သွေးဝတ္ထု အခန်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲလိုက်ပါနာစဉ်ခင်စားပေးကြပါအောင်ရှင်။ဥဒ္ဒလွင်ထိုးပြတော့ဖူဒီယာမတောင်တော်ပုံကိုမမောင်ကတစ်ချက်လန့်ကြည့်သည်။နှုတ်ဖြင့်မပြောဘဲခေါင်းငြိမ်၍ပြလိုက်သည်။ မောင်မောင်မထန်ခိုင်းထခြင်းကို ထမသွာဝန်သေး၍ငင်းချက်သားကောင်းစွာထိုင်းနေရ၏ဖူဂျီယာမတောင်တော်ကြီးကဂျပန်ရဲ့အမှတ်အသားအလှတစိတ်ပါပဲဖူဂျီယာမတောင်နဲ့ပတ်သက်ပြီးရိုးရပုံမြင်ကလေးတစ်ပုဒ်ရှိပါတယ်မကြသေးဘူးចောင်းသားများကိုတင်ကြပေးပါသေးတယ်ဦးသက်လွင်သည်မောင်မောင်ဖင်ကြွနေမှန်းသည်၍ထမသွာရန်ပုံမြင်ကိုနားထောင်ခိုင်းထားခြင်းတော့ကြောင့်ကျွန်တော်တို့ရောဒီပုံမြင်ကိုမကြရဘူးလားဆရာမ ဟုပြုံး၍မိသည်ကြားချင်ရင်ကြားရပါတယ်ဆရာကျမမြန်မာစကားအရှိကြီးပြောရင်အမှားပါတယ်ခွင့်လွတ်ပါပြောပါဆရာမရဲ့ကိစ္စမရှိပါဘူးမှားရင်ကျွန်တော်တို့ကပြင်ပေးမှာပေါ့ဂျူမီဆန်သည်ဘယ်ကစ၍ပြောရမည်ကိုစဉ်းစားဟန်ဖြင့်မျက်လုံးကလေးဝင်ကမောင်မောင်ကိုစိုက်၍ကြည့်လိုက်သည်မောင်မောင်နှင့်မျက်လုံးချင်းဆိုင်ခွင့်မရဖူဂျီယာမတောင်ပုံကိုမျက်လုံးလွှဲပစ်လိုက်သောမောင်မောင်ကို ဝမ်ပန်တနေစိုက်ကြည့်လျက် ပုံမြင်ကိုစ၍ပြောသည်ဟိုးရှိရှိတုန်းကဝါခုတ်တဲ့အဖူကြီးတယောက်ရှိတယ်တဲ့တောထဲမှာဝါခုတ်ပြီးဝါကိုရက်လုံရောင်းချအသက်မွေးတယ်တနေ့မှာဝါရဲ့အမြစ်ကိုခုတ်လဲလိုက်တော့ဝါမြင့်ထဲမှာ ကလေးလေးကိုတွေ့ရတယ်တဲ့ကလေးလေးကမင်းကလေးတဲ့မြန်မာမှာရောဒီလိုတူတဲ့ပုံမျိုးရှိတယ်မဟုတ်လားဆရာ ဦးသက်လွင်ကနှစ်လူဖွဲ့ရာကောင်းသောအပြုံးဖြင့်ပြုံး၍ပြောလေသည်မြန်မာပုံမြင်မှလည်းဝါးထဲမှာတရေတီတာရှိတာဗောဆရာမကြာဘူးထဲမှာတရေတီတာမကြီးပင်မှာတရေတီတာလက်မှုသီးထဲမှာတရေတီတာဒီလိုပုံမြင်မျိုးတွေအများကြီးရှိပါတယ်ဆရာမတရေတီတယ်ဆိုတာလူဖြစ်တာကိုပြောတဲ့စကားနဲ့အတူတူပဲမဟုတ်လားဆရာဟုတ်ပါတယ်ဆရာမ ဥသက်လွင်သည်မောင်မောင်ထမသွားပဲစိတ်ဝင်စားဟန်နားထောင်လိုဟန်ရှိခြင်းကိုတွေ့ရ၍ဝမ်းမြောက်မိသည်ဒီလိုနှင့်တစတစမောင်နှမနှစ်ယောက်ရင်းနှီးလာကြပါစေရန်ဆုတောင်းမိသည်ဇုမိစံသည်တစ်ချိန်လုံးအင်းဒရီလေးဆောင်လျက်ထားသည်မြန်မာအဝတ်စားနှင့်အင်းဒရီလေးဆောင်၍ထားပုံမှာဇုမိစံ၌ရှိသော အလှကျက်သည်တို့ကိုအစီအသွေးတက်လာတဲ့ကဲ့သို့ပင်ဥသက်လွင် တွေးထင်မိသည် ဒီမင်းကလေးကိုအဖိုးကြီးနဲ့အဖွာကြီးကကြီးပြင်းအောင် မွေးပြီးတိတ်ချစ်ကြတယ်တဲ့မင်းကလေးကအပြူဖြစ်တော့တိတ်လာတယ်ချောလုံးလှလုံးလို့ယောက်ျားတွေအားလုံးကသူ့ကိုဝိုင်းကြိုက်ကြတယ်ယောက်ျားတွေအားလုံးကသူ့ကိုဝိုင်းပြီးကြိုက်ကြတော့ဒုက္ခရောက်တာပေါ့ယူမီဆန်ဤမျက်နာအမူအရာတို့သည်စာသင်ခန်းထဲကကျောင်းသားများကို ပုံပြပြနေပြီးတကယ်တော့သူစကားသံကိုအတူအရှိစီစဉ်၍တန်တူတန်ရှိအမျိုးမျိုးဖြင့်စွန့်ရလျက် ာယာနာပြောဝဲဖြစ်အောင်ပုံပြောပြနေခြင်းဖြစ်သည်ဂျပန်ပုံမြင်ကိုမြန်မာစကားအသံဝဲဝဲဖြင့်ပြောပြခြင်းကြောင့်ဥသက်လွင်သူနားနိုင်နဝင်ချိုလျက်နားထောင်၍ကောင်းလာသဖြင့်နားဆိုင်ထားသည်မောင်မောင်ကယောက်ျားများကဝမ်း၍ချစ်ကြတိုက်ကြသည်ဆိုသောစကားလုံးများကို နားကြားပြင်ကတ်လျက်ရှိသည်သူအကိုကြီးများချိတ်ဆောင်ပြောနေသလားဟုတဝန်ကြောင်ကနားဆက်ဆက်ဖြင့်မျက်နာမထတတ်အောင်ဖြစ်လာသည် ပုံမြင်ထဲမှာမင်းကလေးကလူမဟုတ်ပါဘူးဆရာ။မူးဘော်ကနှစ်သမီးလေးတဲ့။ဝါးထဲမှာခဏလူလာဖြစ်တာပါ။နှစ်သမီးဆိုတော့လူနဲ့အိမ်အောင်ပြုဖို့ခက်နေတယ်။အခက်ခဲရှိတာပေါ့။မောင်မောင်ကတွေးလိုက်သည်။ဤပုံပြင်သည်ဖူဂျီယာမတောင်ဤရှေးဟောင်းရိုးရာပုံပြင်ဟုတ်ချင်မှာဟုတ်မည်။ဂျပန်ဆရာမလောက်ကျင်လျက်သူ့ကိုယ်သူနှစ်သမီးလောက်ရည်များပြုတ်၍နေရော့သလားဟုအထင်အမြင်လွဲသည်ထက်လွဲလျက်ရှိသည်။ ုံပြောနေသောယူမီစင်ဤမျက်လုံးမှာမောင်မောင်ဘက်သို့ဝေ့ဝေ့လာ၍မောင်မောင်ကမျက်လုံးလှဲ့လှဲ့ပြစ်သည်သူ့ဝိုင်းပြီးချစ်ကြက်ကြတဲ့ယောက်ျားတွေကို "तू ကပြန်ပြောတယ်သူ့ကိုတကယ်ချစ်ရင်ဟိုးပင်လေရေနှက်ထဲမှာရှိတဲ့နဂါးပါဇက်ထဲက အလုံးကိုယူပြီးရင်လက်ထက်ခွင့်ပြုမယ်လို့ပြောလိုက်တယ်နဂါးပါဇက်ထဲကဘာအလုံးလဲဆရာမဦးသက်လွင်ကကြားပြန်မိသည်ယူမီစင်သည် ညကုံလေးရှုံလျက်မျက်တောင်ကလေးခက်၍တွေးဝေစဉ်းစားနေသည်မြန်မာစကားများကိုရှာကြံတွေးတောနေဟန်ရှိသည်မြန်မာလိုဘလို့ပြောရမလဲဘော်လုံးပြောရမလားဘော်လုံးလိုအလုံးပဲဥဒက်လွင်ကဣန္ဒြေမစင်နိုင်၍ရေမောလေသည်မောင်မောင်များရေမလားဟုလှန့်ကြည့်လိုက်သည်ဣန္ဒြေကြီးတခွဲသားနှင့်ထိုင်းနေသော မောင်မောင်ကိုမြင်ရ၍ရေချင်းကိုရက်ကပြန်ပြောလိုက်သည် နဂါပဇတ်ထဲရဆိုရင်ဆ ्याम ဗရမ ्या မျက်ရှင်လုံးဖြစ်လိမ့်မယ်ထင်တယ်။ဟိုက်ဟိုက်ပါဒမ ्या မျက်ရှင်ခေါ်နိုင်ပါတယ်။စကားမပြောမှုဖြင့်တကြောင်ဘလူပင်မြန်မာစကားတတ်တဲ့ဂျပန်ဝက်သည်ဟိုက်ဟိုက်ပေါ်လာ၍လည်းတကြောင်မောင်မောင်ရဲခြင်းလာသည် ရဲချင်းသည်မှာတန်ကုန်ဟစ်၍ဟားတိုက်ပြီးရဲလိုက်ခြင်းသည်သို့သော အကူကြီးဧည့်သည်ဖြစ်၍ရဲချင်းသည်ကိုအောင့်ထားတော်လဲစကားမပြီးမှုအတွက်တယောပြောင်းလောင်းလိုသောမျက်နှာပေးမှာအောင့်၍မရဘဲအကွင်သားပေါ်လွင်နေသည်ယူမီဆန်ကတတရာရာအတန်ကလေးဖြင့်ပြန်၍ဆက်ပြောသည် နောက်တစ်ယောက်ကလည်းသူ့ကိုချစ်တယ်ချိုက်တယ်လို့လာပြောပြန်နေတဲ့နောက်တစ်ယောက်ကိုသူကပြောပြန်နေသူ့ကိုချစ်ရင်တဲ့ ကလားပြည်မှာရှိတဲ့အမြင့်ဆုံးတောင်ထိပ်ကငှက်တိုင်ယူလာပါဒီငှက်တိုင်ကိုယူလိုက်ရင် သူလက်ခံမယ်လို့ပြောလိုက်တယ်ကလားပြည်မှာရှိတဲ့ဒီတောင်ကလူမတက်နိုင်တဲ့တောင်ကြီးပဲဟိမွန်ဒါတောင်လားဆရာမဟိမွန်ဒါတောင်ဖြစ်လိမ့်မယ်ငှက်တိုင်ကဘာငှက်တိုင်လဲဦးသက်လွင်ကဝင်၍ထောက်မိပြီးငှက်တိုင်ကိုအတိတ်ပဲမရှင်းသဖြင့်မေးပြန်သည်ယူမီစံသည် ပြုံးလိုက်သည် ပင်ပန်းကြီးစွာဖြင့်ငှက်တန်၏အတိတ်ဘယ်ကိုမြန်မာစကားလုံး၌ရှာကြံလျက်တွေးနေပြန်သည်မြန်မာလိုဘယ်လိုပြောရမလဲမသိဘူးဆရာဂျပန်လိုကစူပါမင်တော်ဆုခေါ်ပါတယ်ငှက်မျက်နှာတိုင်းလားဆရာမကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဇေဒီတွေရဲ့ထိပ်ဖျားမှာငှက်မျက်နှာတိုင်းရှိတယ်ဂျူမီဆန်သည်ဥသက်လင်ပြောသောငှက်မျက်နှာတိုင်းကို ရုတ်တရက်နားမလဲပြီသူမှဂျပန်အခေါ်ကိုစူပါမင်တော်ဆုကို ငှက်တိုင်ကလွဲ၍မပြောတတ်ရှာပေသို့ဖြစ်၍ဥသက်လွင်တို့အဓိပ္ပာယ်သိစေရန်ကြံဖန်အားထုတ်ကြိုးစားလျက်ပြောရသည်ဖျားမှရှိတာမျိုးမဟုတ်ဘူးဆရာငှက်တိုင်ကစားရပါတယ်ဥသက်လွင်သည်ခေါင်းရှုပ်သွားသဖြင့်ခေါင်းအေးအေးထား၍စဉ်းစားကြည့်သည်မောင်မောင်စိတ်၌ငှက်နားတိုင်ကိုဘလို့လုတ်ပြီးစားကြသည်လဲဟု ပုံမြင်ကိုမယုံသင်တာဖြစ်ကရုတ်တိမရှိဟုအတံမထွက်ဘဲဝေဖန်ခဲ့ရနေလေသည် သိပြီဆီယမငှက်ပိုင်မဟုတ်ဘူးထင်ပါတယ်တောင်ပေါ်မှာရှိတယ်စားရတယ်ဆိုရင်ငှက်တိုက်ဖြစ်မယ်ဆီယမတောင်အမြင်ကြီးမှာငှက်ကလေးတွေအတိုက်လာလောက်ကြတယ်ငှက်တိုက်ဦးသက်လွင်သည်ယူမီဆန်ကတအခရာနဲ့တအခရာအတန်တို့ကိုရုတ်တရက်ပြောလျင်အတန်မပီးတာပဲအတန်ဝဲကဆင်းနေကြောင်းကိုသိလာသည်ယခုတစ်ချိန်၌မောင်မောင်က မအောင်နိုင်ပဲပြုံးလေသည် စကလုံးမပိသခြင်းကြောင့်အနတ်အတိတ်ပဲအောက်လဲကြပုံကိုတွေးလျက်ရဲခြင်းလုံး၍ပြုံးလိုက်မိသည်ရွှေမိဆန်သည်မောင်မောင်၏အပြုံးမျက်နှာကလေးကိုအားမလို့အားမရနှစ်သက်စွာစိုက်ကြည့်လျက်ရှိသည်ပြုံးလိုက်မှကလေးတစ်ယောက်၏ဖြူစင်သော အပြုံးကလေးပွင့်ပေါ်လာုံမက မျက်လုံးများပါတောက်ပပြုံးရဲသောပုံကိုနှစ်သက်လွန်၍ချစ်စရာကောင်းလိုက်တာဟုစိုက်ကြည့်မိလိုက်သည်ငှက်တိုက်လားဆရာငှက်တိုက်ခေါ်သလား ရှုမိစံသည်မှတ်မိအောင်သူ့နှုတ်မှငှက်တိုင်ငှက်တိုင်ဟု မပီကလာပီကလာဖြင့်ရွတ်ဆိုကြည့်လျက်မှတ်သားလိုက်သည်တခါတခါကိုကပြောတင်နေစရာ ပြောနေရင်စကလုံးကပြောနေတုံရှာမရလို့ဒုက္ခပါပဲရှုမိစံသည်ရေလဲရေဤ မျက်လုံးကလေးများမှေ့၍ညီးလဲညီးပြော၏တန်ရှည်ဆွဲ၍ဒုက္ခပါပဲဆိုသောညီးတန်ကလေးသည်ပိသာလွန်းသဖြင့်ဥတက်လွင်ဤနားထဲ၌ကရုဏာယတမြောက်၍သွားသည်ဆက်ပြောပါဆီယမဒီလိုပေါ့ဆီယမရေကိုဘသာစကားမှမဟုတ်ပဲအခက်အခဲရှိတာပေါ့ဒီလိုပြောမှလည်းမှားရင် ပြင်ပေးမဲ့သူရှိတော့ပူပြောတတ်လာမှာပေါ့ဆီယမမြန်မာစကားအများကြီးပြောနိုင်ပါတယ်ပြောပါ ဦးသက်လွင်ကဘာသာစကားအခက်အခဲအတွက်ဂျူးမီဆန်စိတ်မညစ်စေရန်အားပေးစကားပြောလိုက်သည်ဦးသက်လွင်အားပေးချက်ဖြင့်ဂျူးမီဆန်သည်တဖြည်းဖြည်းအားရှိလာလျက်ပုံမြင်ကိုဆက်၍ပြောသည်နောက်တစ်ယောက်ကချစ်တယ်ကြိုက်တယ်လာပြောပြန်ရောဒီတော့ तू ကပြန်ပြောတယ်တဲ့တရုတ်ပြည်ပင်လယ်နဲ့ထဲကတဲ့တစ်ပင်လေတစ်ပင်မြန်မာလိုဘယ်လိုခေါ်လဲမစွန်နိုင်ဘူးအဲ့ဒီတစ်ပင်ကိုယူပြီးရွှေနဲ့လက်စွပ်လုပ်ပေးရင် तू လက်ထက်မယ်တဲ့ ဥသက်လွင်မှာအတိဘယ်နားမလဲ၍ပင်လေထဲကဘာတစ်ပင်လဲဟုတိတ်ကိုသိခြင်းမိသည်ပင်လေနှထဲကဆိုတော့ရင်းညိများလားမော်လားသူတွင်းနဲ့သူရှိနေစဉ်ဂျပန်လူစန်းကော်ကိုမြန်မာစကားဘယ်လိုပြောတယ်လဲမသိဘူးစရာ ဟုယူမီဆန်ကညင်းနေပြန်သည်ဥသက်လွင်သည်ခေါင်းထဲ၌အတွေးပေါ်လာ၍ဝင်းလက်သွားသောမျက်လုံးများဖြင့်အတိဘယ်အနက်ဖော်ပြလိုက်သည်ဆီယမ်မရင်းညိပင်လေရင်းညိရင်းညိမဟုတ်ဘူးစရာ ရင်းညစ်စကားလုံးတော့ယူမီဆန်တည်သည်ဂျပန်ခေါ်စန်းခေါ်ကိုဘာသာပြန်၍ပြောရန်အခက်အခဲဖြစ်နေပြန်လေသည်ပင်လယ်နဲ့ထဲရသစ်ပင်ဆိုတော့ဆရာမရဲ့ရင်းညစ်ပဲဖြစ်နိုင်မယ်သူ့မှာအယောင်ရှိသလားယူမီဆန်ကခက်သက်သက်ပြန်ပြောလိုက်သည်ရှိတယ်ဆရာအစင်းရောင်အနီရောင်ရှိတယ်ရွှေနဲ့လှုပ်ပြီးလက်စုပ်ဖို့တိတ်လာတယ်ဟာဆရာမကြောက်ပန်းကြောက်ခက်ဖြစ်လိမ့်မယ်ယူမီဆန်သည်တောက်ပတော်မျိုးလုံးအစုံဖြင့်ဆွေ့ဆွေ့ခုန်လျက်ဝန်းတာသွားသည် ဟုတ်ပါတယ်ဆရာကြောက်ခက်ပါကျမကြောက်ခက်ပြောဖို့ဗစက်ကမြင်မြင်ထွက်လို့မရပါဘူးတန်မြန်ရေမောကြလေသည်ဥဒလင်နှင့်ယူမီစံတို့သာပြန်သူရေမောလိုက်ကြသည် မောင်မောင်သည်ရေမောတန်မြန်ကို နားကလောလျက်ရှိသည်ရေတန်တို့သည် သူ့အားပမာမထားပဲသူ့ရှိ၌အကြီးဆိုင်၍နေကြသည်အောင်ပင်စိတ်ထဲ၌ညဉ့်ညင်လျက်ရှိသည်သူဟာလူမဟုတ်ဘူးမိုးပေါ်လာတဲ့နှစ်သမီးပါလို့ပြောဖို့ခက်တော့ သူ့ကိုချစ်တဲ့ကြိုက်တဲ့လူတွေကို လူမသွားနိုင်တဲ့နေရာတွေကိုမှရွေးပြီးပြောနေတာပဲဒီမင်းကလေးကလူပြည်မှာသူကြကြနေရမှာမဟုတ်မှန်း तू သိတယ်လာပြီးနေညလာတာလာပြီးဆိုရင်ဖိုးလာမင်းကြီးကို तू ငေးကြည့်ပြီးတော့ငိုးနေတတ်တယ်ရှုမိစံသည်ပြောရင်အတန်ကလေးတင်းဝင်သွားလျက်မျက်နာကလေးညှို့လာကတကယ်ပင်ငိုတော့မိအသွင်ကဲ့သို့ရှိလာသည်တစ်ချိန်လုံး तू ကြိုးစား၍ပြောပြနေပါလျက် မောင်မောင်ကစိတ်ဝင်စားပုံမပြားရင်းနှီးမှုမပြပဲသူ့ကြည့်လိုက်တိုင်းစိတ်ငားလှစွာ မျက်လုံးချင်းမဆန်ရအောင်မျက်နာလွှဲလိုက်ခြင်းကိုငိုချင်မိသည် ပုံမြင်ကိုလည်းနားထောင်ရင်းမောင်နှမနှစ်ယောက်၏အကဲကိုလည်းကြည်ရင်းတစ်ချိန်မျှအလင်မပေးသောဥသက်လွယ်မှာယူမိဆန်၏ဝမ်းနည်းမှုအမှုရလေးကို အတိတ်ပဲပေါက်သည် အတိတ်ပဲမပေါက်သူမှမောင်မောင်ဖြစ်သည်ချောင်းဆရာမလှုပ်နေပြီးစိတ်နှုတ်လိုက်တာ ပုံမြင်ထဲကနှစ်သမီးငိုတာနဲ့သူကပါငိုတင်သလားဟုတ် တွေး၍စိတ်ထဲ၌လှောင်၍နေသည်သူအဖေအမေအဖိုးကြီးအမေကြီးကလာတာတိုင်းဖိုးလိုက်မင်းကြီးကိုကြည့်ပြငိုတာဘာဖြစ်တယ်လဲမသိလို့စိတ်ပူလာကြတယ်။သူ့ကိုချောင်းကြည့်ပြီးသူငိုတာတွေ့တော့မေးကြတယ်တဲ့။ဖိုးလိုက်မင်းကတနေ့သူ့ကိုပြန်ခေါ်လိုက်မယ်။အဖေနဲ့အမေကိုမခွဲနိုင်တဲ့အတွက်ငိုပါတယ်ဆိုပြီးငိုပါလေရော။အဖိုးကြီးနဲ့အမေကြီးကိုတန်ရိုးစဉ်အယမ်းဖြစ်နေတယ်ဆရာ။အောင်မေ ဂျပန်ဆီယာမကတန်ရုံးစဉ်စကလုံးတွေပါတယ်များပြုတ်လို့ယူမီဆန်ပြောလိုက်တော့တန်ရုံးစဉ်စကလုံးသည်မောင်မောင်ဤနားထဲ၌စကလုံးထွားလွန်းလာသည်တန်ရုံးစဉ်စကလုံးများတောင်သုံးတက်သလားဟုအံ့ဩတော်လဲစိတ်ထဲကခက်ချင်ချင်ဖြစ်သွားသည်တိုင်းပြည်မှာသူအလားဆုံးဖြစ်တာကိုရှင်ဘရင်ကသူ့အကြောင်းသိတယ်ဆရာဒါကြောင့်လာပြည့်နေ့မှာသူ့ကိုဘယ်သူမှမခေါ်နိုင်အောင်လို့လက်နက်ကင်စစ်သားတွေဝိုင်းဆောင်ခိုင်းတာတယ် အဖိုးကြီးနဲ့အဖွားကြီးကလည်းသူ့ကိုတညာလုံးဖတ်ထားကြတယ်။ဒါပေမဲ့နတ်ပြည်ကနတ်သားကသူ့ကိုလားခေါ်တယ်။နတ်သားလာတော့စစ်သားတွေဟာလေးဖြတ်တဲ့လူလိုပဲ။တနက်ပြစ်ဖို့နေနေတတ်တာသူတို့ကလှုပ်လို့ကိုမရဘူးတဲ့။နတ်ကတကိုးနဲ့လှုပ်ထားတဲ့ဆိုပါတော့ဒီနဲ့သမီးလေးကနတ်သားနောက်ကိုလိုက်မသွားခင်အရင်အရင်ငိုပြီးတော့အဖိုးကြီးနဲ့အမေကြီးကိုဆေးဘူးကလေးပေးခဲ့တယ်။ဒီဆေးကိုစားပါတဲ့။ ီဆေးစားရင် အသက်ရှည်ပြီးဘယ်တော့မှမသေးဘူးတဲ့ပြော့ပြီးပြေးသွားပါတယ်နသမီးလေးကိုခေါ်သွားတော့မှစစ်သားတွေကလှုပ်လို့ရလာတယ်ရှုမီစံသည်ဤနေရာ၌စကားကိုရက်လိုက်သည်ဒူးအောင်မှထမင်းအပေါ်ပုံးသည်တစ်ဖက်သို့ရွှဲ့ဖယ်နေခြင်းကြောင့်ကိုကလေးကို အလျင်အမြန်ကုန်းလျက်ထမင်းအောက်သားကိုအတွင်းသို့လက်ဖြင့်ထိုးသွင်းပြီးမှအပေါ်ပုံးကိုအောင်နှားနှင့်တညီတဲ့ဖြစ်စေရန်အစာချင်းညီနေအောင်ဆွဲဖုံလိုက်သည် ယူမိဇံထမင်းပြင်လိုက်သောအပြုအမူသည်မောင်မောင်မျက်စီထဲ၌စူးတော်သည်ဟန်ကတော့တကယ်မြန်မာမအတိုင်းပဲဟုမရှုစိတ်သည့်စိတ်ကြားထဲမှမိမပီတာမှုမြန်မာစံချင်းကိုတော့ဝန်ခံလျက်ရှိသည်ဥဒက်လွင်သည်ယူမိဇံထမင်းပြင်လိုက်ပုံကို ငင်းငင်းလေးစိုက်ကကြည့်လိုက်သည်ယူမိဇံသည်အရေးတကြီးပြင်ပြီးမှဒူးပေါ်တွင် လက်ကလေးနှစ်ဖက်ကို ပတ်တာချိတ်ဆက်လျက်ချထားကပုံမြင်ကိုဆက်၍ပြောသည် အဖိုးကြီးနဲ့အမေကြီးလည်းအယံငိုပြီးသူမမရှိပဲတို့အသက်ရှင်းနေလို့တို့မှသာသူ့ကိုအောင်းမေးလို့ပူပြီးဒုက္ခရောက်နေအောင်မယ်။ဒါကြောင့်သူမမရှိတော့ပဲ အသက်ရှိဖို့ဘာကိစ္စဒီစေးကိုစားရမှာလဲဆိုပြီးဒီစေးကိုဖူကြီးရမတောင်ကြီးကိုလွှင့်ပစ်လိုက်တယ်။ဒီအတွက်ကြောင့်ဖူကြီးရမတောင်ကြီးဟာဘယ်တော့မှမသေးပါဘူးတဲ့။ဘယ်ရာသေးပဲဖြစ်ဖြစ်ဘယ်လှမှာပဲကြည်ကြည်တိတ်လှတယ်လို့ရိုးရပုံမြင်လေးကဆိုပါတယ်ဆရာ။ ကျွမိစံသည်ဤပုံမြင်ကိုအပြီးသက်လိုက်ရသည်ပင်စိတ်ထဲ၌မချင်မရဲဖြစ်နေမိသည်မောင်မောင်စိတ်ဝင်စားသည်ဖြစ်စီမဝင်စားသည်ဖြစ်စီသူ့မောင်လေးနှင့်သူ အတူထမ်း၍ဂျပန်ပုံမြင်များကိုမဆုံးနိုင်အောင် တပုံပြီးတပုံထိုင်ပြောပြနေခြင်းမိသည်ဒီပုံမြင်ကိုမောင်မောင်ကြိုက်ခဲ့လာရင်ဟုမေးခြင်းလွန်၍မောင်မောင်ကိုမေးမိအောင်မေးကြည့်လိုက်သည်မောင်မောင်သည်ဤမေးခွန်းကိုဖြစ်နိုင်လျင်မကြားခြင်းအောင်ဆောင်ရွက်နေလိုက်ခြင်းသည် ဥသက်လင်ရှိနေ၍မကြားခြင်းအောင်ဆောင်ရွက်လက်မကောင်းဥသက်လင်ဤနိုင်ငံခြားဧည့်သည်အဖြစ်အကူကြီးမျက်နှာကိုထောက်ထားရမည်မှန်းတော်သူသည်သည်မကောင်းတဲ့လွန်းသည်ဖြင့်မဖြေခြင်းဖြေခြင်းဖြေလိုက်သည်ကြိုက်ပါれယူမီဆန်ကျင်းနေသွားသည်အမန်စင်စစ်ဖူတီယာမပုံမြင်ကိုမောင်မောင်ကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီမောင်မောင်နှုံမှကြိုက်ပါれဆိုသောစကားကလေးတစ်ခုဖြင့် တုံးပြန်ပေါ်ရရှိခြင်းအတွက်ဝမ်းမြောက်လှလွန်၍မျက်နှာကလေးဝင်းချိုသွားလေသည်ဥသက်လွင်သည်ယူမီဆန်ကိုတလက်မောင်မောင်ကိုတလက်ကြည့်လျက်ရှိသည်မောင်မောင်အဖြေကိုကြားလိုက်ရမှစိတ်သက်သာမှုရရှိသည် ဝင်းချိုသွားသောယူမီဆန်၏မျက်နှာကလေးကို တွေ့လိုက်ရ၍သူ့ရှိနိုင်မောင်နှမနှစ်ယောက်သစိမ်းပြင်းပြင်းဆက်ဆံလျက်ရှိပုံကို ကြည့်လျက်မကြည့်ရအောင်ဖြစ်လာသည်ဘေဘဝဘေရီဆက် ဘယ်အကြောင်းကံကြောင့်သူတို့မောင်နှမနဲ့သူကြုံရလေသနည်းဟု တွေးတော်မိလိုက်သည်ရိုးရပုံမြင်လေးတွေဟာနိုင်ငံတိုင်းမှာရှိကြတာပဲဆရာမအထူးသဖြင့်ကျွန်တော်တို့အရှိတိုင်းကရိုးရပုံလိုပတ်စပ်လေးတွေဟာရုပ်တည်ရှိရှိမရှိရှိအတိတ်ဝယ်တစ်ခုခုကိုဆောင်ပြီးဖွဲ့ထားတော့ဖွဲ့ဆောင်မှုရှိပြီးနှစ်သက်စရာကောင်းတဲ့ပုံမြင်ကလေးတွေကြီးပဲဆရာမကမြန်မာစကားအပြောကောင်းတော့ပုံမြင်လေးတွေကပိုပြီးပြင်ပါတယ် မြန်မာစကားညံ့မာသေးတယ်ဆရာဒါပေမဲ့ဥစကတက္ကသိုလ်မှာတော့ကျမကမြန်မာစာအတော်ဆုံးစာမေးပွဲမှာဂွန်ဒူးနဲ့ကြည်အောင်လေဆရာမမညံ့မာဘူးတော့ပါတယ်ဆရာမတို့ကိုမြန်မာစာသင်တဲ့ပါမောက်ခကမြန်မာစာတော်တော်တတ်သလားတတ်ပါတယ်ဆရာပါမောက်ခကမြန်မာစကားပြောရင်မြန်မာစာသင်ရင်ဂျပန်အတန်လုံးလုံးမရှိဘူးစင်မဖြစ်ခင်ကမြန်မာပြည်မှာမွေးတယ်မြန်မာပြည်မှာကြောင်းနေတယ် 16နှစ်သားရန်ကုန်တက္ကသိုလ်တနစ်နေပြီးမှဆင်းမဖြစ်ခင်ပဲဂျပန်ပြန်ရောက်တာပါဒီလိုဆိုပမောက်ခတက်တာဗောဆရာမရှူမီဆန်ကပြုံးတုံးတုံးမျက်နှာလေးဖြင့်မောင်မောင်ကိုဝေ့၍ကြည့်ပြီးပြောလိုက်သည်မြန်မာစာကိုကျမသိတ်တက်ခြင်းတော့ပမောက်ခမြန်မာစာတက်တဲ့အတိုင်းတက်ခြင်းပါတယ်ပြောမိပါတယ်ပမောက်ခကမင်းဒီလောက်တက်ခြင်းနေရင်မြန်မာပြည်ကိုသွားစမ်းမှာပြောပါတယ် ကျောင်းမှာလေးနှစ်လုံးလုံးပမောက်ခါကကျမကိုဂျပန်စကားတခွန်းမှမပြောပါဘူး။ကျမမြန်မာစကားတိတ်တက်ချင်မှန်းသိလို့ကျမကိုမြန်မာစကားပဲပြောပါတယ်။ကိုမြဖေသည်လက်ဖက်ရည်ဝဲကိုလာချပေးသွားပြီးယူမီဆန်ပြောသောပုံမြင်ကိုထံ၍နားထောင်နေကြသောညီကိုနှစ်ယောက်စလုံးအားငယ်ဆောင်ကြည့်တော်လေသည်။သူစိတ်ထဲ၌ ရှူမီဆန်သည်နိုင်ငံခြားဂျပန်သူမဟုတ်တော့ဘဲ EA ၌ရှိသောအင်ရှင်မအတွင်မိသားစုဝိုင်းထိုင်လျက်ပုံပြောနေကြဟန်သူသွေးဖြင့်သူ ပြုံး၍ထွက်လာသည်ရှူမီဆန်တို့လက်ဖက်ရည်တောက်ကြလျင် နေရာမှထလှည့်သွားရန်မောင်မောင်ကြံစည်နေစေရှူမီဆန်ကတရေရ၍ကောက်ပြောလိုက်သည်နေရန်ကောင်းပါတယ်ဆရာဆရာနဲ့မောင်မောင်ကိုတပ်ပုံရိုက်ပြရစေကင်မရာယူလာပါတယ်မောင်မောင်ကမျက်နှာပြက်သွားသည် ဂျပန်လူမျိုးလက်ထဲ၌သူတက်ပုံမရှိစေခြင်း၍ခါခါတီတီကြီးညင်းပစ်သည် ကျွန်တော်မရိုက်ချင်မှုအကိုကြီးရဲ့အကိုကြီးပဲရိုက်ပါနှစ်ယောက်တူရိုက်ချင်ပါတယ်မမောင်မြန်မာပြည်မှာမမနဲ့ချစ်ခင်တဲ့သူများကို အမတ်တရဓာတ်ပုံရိုက်ချင်ပါတယ်ရှုံးမီဆန်က မောင်မောင်မငင်းစီရင်ဝင်၍တောင်းပန်သည် မျက်နှာပုတ်နေသော မောင်မောင်သည် သူ့ခေါင်းကိုရမ်းခါလျက်သာနေသည် မင်းကလည်းကွာဒီလောက်ဆီမှာတောင်းမန်နေတာရှက်မနေပါနဲ့အကူကြီးနဲ့အတူတူရိုက်တာပဲဟာမရိုက်ချင်ပါဘူးအကူကြီးရဲ့အကူကြီးပဲရိုက်ပါရှူမီစံဒီမောင်မောင်ကိုတစိမ့်စိမ့်ကြည့်လျက်ညင်းစံမှုကိုဝမ်းနေနေဟန်ရသည်လာပါကွာမင်းကလည်းဒီလောက်ပြောနေတာများမောင်မောင်ထက်၍မငင်းစီရင်ဥသက်လွင်ကအတန်မာမာဖြင့်ပြောလိုက်တော့မှအင်းရှိဝရန်တာတို့မောင်မောင်ထလိုက်လာသည် ယူမီဆန်ချိန်ထားသောတပ်ပုံထဲ၌ညီကိုနှစ်ယောက်ရှင်လျက်ရဲ့နေရာတွင်ဥသက်လွင်ဤမျက်နာသာကောင်းမွန်ကြည်လင်နေသည်မောင်မောင်ဤမျက်နာမှာမုံတီးခြင်းယွန်းရှာခြင်းခတ်ထန်ခြင်းမကျေနပ်ခြင်းတို့ကိုစုယုံဖော်ပြထားခြင်းဖြင့်ရုံဆိုးလျက်ရှိသည်ယူမီဆန်သည်တပ်ပုံရိုက်ခွင့်ရ၍ဝမ်းမြောက်ကျေနပ်စွာဖြင့်အိမ်ပြန်လာခဲ့သည်ကားထွက်ခံသည့်ဥသက်လွင်ကတဖြည်းဖြည်းပေါ်ဆီယမဟုအာဘေးနှစ်သိမ့်လိုက်ရှာသည် မမောင်တို့အိမ်မှာပြန်ရောက်လာသောယူမီဆန်ကိုဒေါအောင်မေကတကားဝမှစီး၍ကြိုသည်မယူတွေ့ခဲ့ရဲ့လားတွေ့တယ်ဩပါဆန်မယူမြန်မာလိုဟုတ်လားတော့သူသဘောကျတယ်မဟုတ်လားယင်ယူမီဆန်သည်ထိုမေကွန်းကိုနှုတ်ဖြင့်ဖြင့်မဖြေဘဲလက်ကိုထောင်၍လက်ညိုကလေးကွေးပြလိုက်သည်ယူမီဆန်၏နွမ်းနဲ့နေသောမျက်နှာကလေးနှင့်လက်ညိုကွေးကွေးကလေးကိုတက်လှည့်စီကြည့်၍ဒေါအောင်မေက မေးပြန်သည်ဘာဖြစ်လို့လဲပြောစမ်းမအောင် ရှုမိစံသည်လက်ကိုချလျက်သက်ပြင်းကိုပြင်းစွာရှိုက်ချလိုက်သည်။သူနဲ့အတူနေတဲ့သူ့ကိုမွေးစားထားတဲ့အကြောင်းစရာကမယုမြန်မာလူ့ထကိုတိတ်လာတယ်ပြောပါတယ်။သူကတော့မြန်မာအိုစားဟာမြန်မာမဟုတ်မှကြည်ကောင်းတယ်တဲ့။ပြောပြီးသူ့မျက်နှာကအော်ပါစံကြည့်ပါအောင်ဒီလိုဒီလို။ရှုမိစံသည်မျက်ခုံးရှုံလျက်နှုတ်ခမ်းကလေးစုကမျက်နှာအိုရီပြတ်လိုက်ပြီးမှသူ့အိတ်ခမ်းသို့လျှောက်သွားသည်။ ယူမီစံပြုတ်ဖို့ပြပုံကိုတစင်းစင်းကြည့်လျက်ဒေါ်အောင်မေမှာကြားထဲကစိတ်မကောင်းဖြစ်ကယူမီစံနောက်မှာအခန်းထဲသို့ဝင်လိုက်သွားသည်ယူမီစံဒီမှန်ရှိနိုင်ရက်လျက်သူ့ကိုယ်သူပြန်၍ကြည့်သည်မှန်ထဲ၌စိတ်ပြက်လာသောသူ့ရုပ်ကိုကြည့်လျက်သူ့စိတ်ကိုထက်ကထက်ကတင်း၍အောက်နှုတ်ခမ်းကလေးကိုခက်ဖြီးဖြီးကလေးကပ်လိုက်သည် ဖြစ်မှဖြစ်ရလေမယူရဲ့မယူကိုမြန်မာအဝတ်နဲ့ကြည့်မကောင်းဘူးပြောတာတမင်အရွက်တိုက်ပြောတာပါ ဒါပေါ့တမင်ပြောတာပေါ့ဂျပန်ကိုသူသိမ့်မုံနေတယ်ရှူမီဆန်သည်အဟုလဲရင်မျက်နှာမကောင်းဖြစ်လာပြန်သည်ဒေါ်အမေမျက်နှာကိုကြည့်၍မျက်ရည်ကလေးလဲလဲဖြင့်ပြောလိုက်ပြန်သည်ရှူမီသူ့ကိုတပ်ပုံရိုက်ခဲ့တယ်မျက်နှာကငကူမျက်နှာမဟုတ်ဘူးဘယ်လိုမျက်နှာမှန်လဲမစိုးနိုင်ဘူးဒီတပ်ပုံကိုအော့ဝါဆန်မြင်ရင်ငိုမှာပဲရှူမီဆန်သည်အဟုလဲပြီးဂရင်ပေါ်၌ထိုင်ချလိုက်သည် အနားနိုင်ရက်နေသောဒေါအောင်မေကမျက်နှာညှိုးငယ်ငယ်ဖြင့်မေးလိုက်သည်သူစီကိုနောက်မယူဘဲတော့သွားအောင်မလဲမယူကိုသူတို့အိမ်မှာမနှက်ပြန်ထမင်းစားဖိတ်ထားတယ်မြန်မာလိုလက်နဲ့စားမှကောင်းမယ်မဟုတ်လားလက်နဲ့စားတာသင်ပြပါအောင်ဒေါအောင်မေသည်ညသာစားပွဲပြင်ကယူမီဆန်ကိုလက်ဖြင့်စားစေသည် ထမင်းလုံးယူနီစားနီးတို့ကိုရှိရသောယဉ်ကျေးမှုတိမ်မွေးမှုသဘောကိုပေါ်လွင်ရန် သူကိုယ်တိုင်ထိုင်စားပြကား ်တင်းသေးတက်သက်ဖြစ်အောင်စားခိုင်းသည်ယူမီဆန်သည်ဒေါ်အောင်မင်းနှင့်ထတ်တူထမျှဖြစ်အောင်ဟင်းရီဆန်ဟန်ထမင်းလုတ်ယူဟန်ထမင်းစီများကိုလက်နိုင်မကက်စီရန်တင်းတင်းမှုမှုဖြစ်တဲ့ဖြစ်အောင်တူယူကစူးစားလျက်စားကြည့်ရသည်အချိန်ပင်နားဆင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးတော့မှာမို့စောင့်မျှော်အားပေးကြပါအောင်နော် နောက်ထပ်နောက်ထပ်တင်ပါလဲစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုတရတဆောင်ပါတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးဘေးကင်းကျန်းမာကြပါစေရှင်